ਹു൱ൽ ਹ്തുൽ 6ရက်နေ့တနင်္ဂနွေသာသမီများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်တနင်္ဂနွေသာသမီများအတွက်ဒီနေ့မှာလူမျိုးခြားပါတန်ခြားတွေရဲ့အကူအညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိတတ်တဲ့ရွှေလဝိယရနာပစ္စည်းများနဲ့ပတ်သက်ပြီးတော့ယင်ဒီနေ့မှာစိတ်တော်ကရညရတတ်တဲ့သူတစ်ပါးကမိမိကိုကြောက်တွန်းတာအထင်မြင်လွဲခံရအဆွဆွဲခံရတာမျိုးတွေလည်းဖြစ်တတ်တယ်သတိထားနော်ကျမရဲ့အနေနဲ့ခြေတော်တစ်ဖက်မှာလည်းဒီကိုက်တန်ရရတတ်တဲ့ချစ်သူစီမံလည်း ကတင်းကောင်းချရတတဲ့အချိုးပေးတဲ့ကဏန်းကတင်းနဲ့ခွန်ဖြစ်ပြီးတော့ကံကောင်းတဲ့အရောင်မှာအဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအရှိပြားမှာလက်ဖက်တော့ကလူပေးရမှာဖြစ်ပါတယ်ရှင်။9ခုနှစ်အောက်တိုဘာလ6ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟော်စတန်ဖြစ်ပါတယ်။တနင်္လာသာသမီများအတွက်ဒီနေ့မှာအစအစအရရအစီအပြီးအောင်မြင်တတ်တဲ့ လူမျိုးကြားဘာသာကြားတွေနဲ့စက်တူလုပ်ငန်းတွေရှယ်ယာလုပ်ငန်းတွေလှုပ်ဆောင်ရတဲ့လှုပ်ဆောင်မယ်ဆိုရင် အောင်မြင်မယ်အဆင်ပြေမယ်နော်အချီရင်နဲ့အိမ်တော်ကြီးမှလည်းတဦးနဲ့တူပါဖေးမကူညီမှုတွေနဲ့ပါရနေတဲ့ဒီနေ့မှငွေကန်ကောင်းတယ်နော် ကျမရဲ့အနေနဲ့ခြေတော့တစ်ဖက်မှာဒီကတန်ရာရတတ်တဲ့သတိထားနော်အချိုးပေးတဲ့ကဏ္ဍက1နဲ့3ဖြုတ်ပြီးတော့အချိုးပေးတဲ့အယောင်ကတော့အစိမ့်အမှုအယောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့ပုံတိပါတော့မဟုတ်ဆရာမကတ်လူပြရမှာဖြစ်ပါရှင် 2025ခုနှစ်အောက်တိုဘာလ6ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။အင်္ဂါသားသမီးများအတွက်ဒီနေ့မှာငွေကန်ရွှေကန်အလွန်ကောင်းတဲ့နေ့လို့ဖြစ်ပါတယ်။မိတ်ဆွေအရင်ဆရာအရင်များနဲ့လည်းပတ်သက်ပြီးသွားရင်သူတို့အတွက်စိတ်ညစ်ဆရာစိတ်ရှုပ်ဆရာဉာဏ်ညတ်တာမျိုးလေကြုံရတတ်တယ်။ချစ်သူစီကနေပြီးတော့တည်ငောင်းကြရတတ်တယ်။ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးလည်းအကူအညီကောင်းထောက်ပံ့ကောင်းတွေရရှိတတ်တယ်။ အောက်လက်နေသားများနဲ့ပတ်သက်ပြီးသွားရင်လည်းမင်္ဂလာသတင်းတွေခြားရတတ်တဲ့ဂျမ်းမာရဲ့အနေနဲ့စီးနဲ့ပတ်သက်တဲ့မျက်စိနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အချိုးပေးတဲ့ကဏ္ဍကနှစ်နဲ့လေးဖြစ်ပြီးတော့အချိုးပေးသောအရောင်ကအဖြူရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအရှိပြားမှာဝိုင်းရင်ကကလူပြရမှာဖြစ်ပါရဲ့ရှင်။25ခုနှစ်အောက်တိုဘာလ6ရက်နေ့ဗုဒ္ဓဘာသာသမီးများအတွက် တနေ့တာဟော့စတန်ဖြစ်ပါတယ်ဗုဒ္ဓဘူသာသမီများအတွက်ဒီနေ့မှာရည်ရွယ်ထားတဲ့လုပ်ငန်းများကို ရေးရတာလှူဆောင်မှာ မဟုတ်ချအောင်မြင်မဲ့နေမျိုးဖြစ်ပါတယ်။ချစ်သူစီမားလည်းလက်ဆောင်ရတတ်တဲ့ကံအခွင့်အလမ်းတွေလည်းဒီနေ့မှအလွန်ကောင်းတဲ့နေမျိုးဖြစ်ပါတယ်။ကျမ်းမာရေးအနေနဲ့လေထိုးတဲ့လေအောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အချိုးပေးတဲ့ကဏ္ဍကတော့လေးနဲ့ကိုဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်ကတော့အနီရောင်နဲ့ချက်သွေးရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအရှိပြားမှာဖြော်ရည်ကပ်လူပေးရမှာဖြစ်ပါရှင်။ 2025ခုနှစ်အောက်တိုဘာလ6ရက်နေ့ဂျာတာပရိသသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်ဂျာတာပရိသသမီးများအတွက်ဒီနေ့မှာရည်ရွယ်ထားတဲ့လုပ်ငန်းတွေလည်းတိလွဲလွဲနေတတ်တယ်ချိတ်ဆက်ပြီးကမှချိတ်ဆက်ပြတ်သွားတာလွဲသွားတာမျိုးဖြစ်တတ်တယ်ခြံကိစ္စကားကိစ္စကြောင်းကွန်ပျူတာ ကင်မရာများနဲ့ပတ်သက်ပြီးသွားရင်လည်းစိတ်အနှောက်ရှက်ဖြစ်စရာကြုံရရတတ်တယ်ဝေဝေဝဲရခက်တာဆုံးဖြရခက်တာရွေးချယ်ရခက်တဲ့အခြေအနေမျိုးတွေလည်းဒီနေ့မှကြုံရရတတ်တယ်ကျမ်းမာရေးအနေနဲ့သွားနဲ့ပတ်သက်တဲ့သွေးနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အခြေအနေမှာလည်းအထင်အမြင်လွဲစရာတွေနဲ့ကြုံရရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့ 6နဲ့9ဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာအနီရောင်နဲ့ဒီမျိုးရောင်ပဲဖြစ်ပါတယ်။ရရာအနေနဲ့မိမိအရှိဘုရားမှာဘိမုတ်ကလူပေးရမှာဖြစ်ပါရဲ့ရှင်။25ခုနှစ်အောက်တိုဘာလ6ရက်နေ့ပေါကြသာသမီများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။ပေါကြသာသမီများအတွက်ဒီနေ့မှာအလုတ်မှာမျောလင်းမထားလောက်အောင် အောင်မြင်မှုတွေတိုးတက်မှုတွေကြုံရတတ်တဲ့ငွေချေးကံလည်းအလွန်ကောင်းတဲ့နေမျိုးဖြစ်တယ်เนาะအဖက်ဖက်ကနေပြီးတော့ကံအခွင့်လန်းနေလည်းကောင်းနေတတ်တယ်ဘာပဲလုပ်လို့ရဲရဲသာလှုပ်ဆောင်မှာเนาะအစဉ်ပြေအောင်မြင်မယ်ကျမ်းမာရေးအနေနဲ့ဘိုက်လာတဲ့ဘိုက်အောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အခြေအနေမှလည်းတာယာနေတယ်เนาะအကျိုးပေးတဲ့ကံန်းကတော့ နှစ်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်က အဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာကောင်းခြင်းပေါင်းကလူပေးရမှာဖြစ်ပါရဲ့ရှင်။2025ခုနှစ်အောက်တိုဘာလ6ရက်နေ့စနေသားသမီးများအတွက် တနေ့တာဟိုစဒန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာကောင်းတဲ့ကောင်းတဲ့အပြောင်းအလဲတွေနဲ့ကျွန်တော်တက်တဲ့အလုံးအကင်အခွန်းလန်းကောင်းတွေကလည်းထင်မှတ်မထားလောက်အောင်တအားကောင်းနေတတ်တယ် မီးနဲ့ပတ်သက်တာရည်တတိထားနော်ဝါယာ short ဖြစ်တာမီးနဲ့ပတ်သက်တာလျက်စနဲ့ပတ်သက်တာအထူးတတိထားဆောင်ရက်နော်မီးလန်တက်တဲ့မီး short ဖြစ်တတ်တဲ့ချစ်သူကမိမိကိုအထင်လွဲအဆွဆွဲလေခံရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့ 6နဲ့3ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကချက်သွေးအောင်နဲ့အနီရင်းရင်းအရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအိမ်ရှိဖျားမှာရှင်အေးကလူပေးရမှာဖြစ်ပါရဲ့ရှင်။